အားလုံးပဲမင်္ဂလာပါ KTA Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက်မှာတော့ share video တုန်းကဒီအောက်ကပန်အိုလေးကို ထိုးပြပြပြီးဆိုတော့ဒီတစ်ခါမှာကြာတော့ဒီအပေါ်ကခန္ဓာရစုပင်လေးကိုထပ်ပြီးတော့ထိုးပြပေးမယ်နော်ဒီစုပင်လေးကိုထုံးမဲ့ဆိုရင်ခြီကတော့မေကော်တွန်ကပလိုင်းဒီနွားရစိတ်ခြီကိုပဲတုံးထားပါတယ်เนาะ အရာကကြတော့ဒီအစိမ်းရောင်ရဲ့အနီရဲ့အဝါလေးနည်းနည်းရဲ့လိုမယ်နော်ဒီလိုလေးတွေပုံဖော်ဖို့အတွက်ကအဖြူရောင်လေးနည်းနည်းလိုအောင်မယ်နော်ပြီးသွားရင်တော့ဒီထဲကိုထည့်ဖို့ဆီလီကွန်လေးတွေလည်းလိုမယ်နော် SI ကကြတော့ 2.5mm ကိုပဲသုံးပြီးတော့ထိုးပါမယ်နော်ဒါဆိုရင်တော့ဒါလေးကိုစပြီးတော့ထိုးကြည့်ရအောင်နော်အရင်ဆုံး slit knot လေးတစ်ခါလောက်လိုက်မယ်ပြီးသွားရင်တော့ chain 18ခါထိုးမယ်နော် ချိန်ထိုးတဲ့ခါကျရင်အရင်ကြစ်ကြစ်လေးမထိုးနဲ့နော်အရင်အပွားကြီးလည်းမထိုးဘူးအနေတော်ပုံစံတိုင်းပဲချိန်၁၈ခါပြည့်အောင်ဆက်ပြီးတော့ထိုးသွားမယ်နော်ချိန်ဆက်ခုနှစ်ခါပြည့်သွားပြီဆိုရင်ခြိထွက်နေတဲ့အပေါင်းမဟုတ်ပဲနဲ့ဒီဘေးနာကအပေါင်းမှာအထိုးထဲမယ်ပြီးသွားရင် ရှက်ကော်လှုပ်ဖို့အတွက်ခြိဆွဲယူလာမယ် ဆွဲယူလာတဲ့ခြေစားကိုအနောက်ကခွင်းလေးတွေကိုထည့်မယ်ဒါရှက်ကော့ပေါ့နော်ဒီရှက်ကော့ပေါ်မှာမှတ်ချိတ်လေးနဲ့တစ်ချက်မှတ်ထားလိုက်မယ်နော်တိုင်ပြောက်တက်လို့နော်ဒီရှက်ကော့ပေါ်မှာမှတ်ချိတ်လေးမှတ်ထားမယ်နော်ပြီးသွားပြီဆိုရင်တိုင်တို့နှစ်တိုင်ထိုးမယ်တစ်တိုင်နော်နောက်တစ်ပါးကိုဆက်သွားမယ် နှစ်တိုင်တိုင်တို့နှစ်တိုင်ထိုးပြီးသွားပြီဆိုရင်ဒီတိုင်တို့ရဲ့ဒီဘက်ချံဘယ်ဘက်ချံစူးစားတဲ့ကိုအပ်ပြန်ထိုးထဲလိုက်မယ်ပြီးရင်ချိန်တစ်ခါဆွဲလိုက်မယ်เนาะသူ့ကိုကြော်မယ်เนาะဒါဆိုရင်အပ်ပေါ်မှာခွင်းလေးနှစ်ခုဖြစ်နေရမယ်နောက်တစ်ပောင်းကိုฉีตွားပြီးတော့ဆွဲယူလာမယ်အပ်ပေါ်မှာခွင်း၃ခုဖြစ်ရင်ဒီလိုမျိုးတိုင်တို့ထိုးတယ်လို့မျိုးတခါတည်းဆွဲလိုက်မယ် ဒါဟိုတထိုင်เนาะပြီးရင်ဒီတိုင်ရဲ့ဘယ်ဘက်ကြိုးစားတဲ့ကိုချိန်တစ်ခါဆွဲလိုက်မယ်အပေါ်မှာနှစ်ခွင်းเนาะဒါဆိုရင်ဒီချိန်ထဲမှာခြီဆွဲယူလာမယ်အပေါ်က၃ပေါင်းလုံးကိုကြော်မယ်နှစ်တိုင်ရပြီเนาะဒီနီးတိုင်းမဲ့เนาะဒီဘယ်ဘက်ကြိုးစားတဲ့ကိုအထည့်မယ်ချိန်ဆွဲလိုက်မယ်သူ့ကိုကြော်မယ်เนาะအပေါ်မှာဂွင်းလေးနှစ်ခုရှိပြီးနောက်တစ်ပေါက်ကိုသွားပြီးခြီဆွဲယူလာမယ် အပေါ်မှာကွင်း၃ခုရှိတယ်၃ခုလုံးကိုကြော်မယ်၃တိုင်းပါเนาะဒီလိုလေး၁၁တိုင်းပြည့်အောင်ဆက်ပြီးတော့ထိုးသွားကြည့်မယ်เนาะ ရှိမှပြတဲ့ဤတိုင်းတိုင်းတို့ကိုစက်တခါထိုးပြီးသွားပြီဆိုရင်ဒီမှာနှစ်ပေါက်ပို့နေမယ်နော်ပို့နေတဲ့နှစ်ပေါက်မှာတိုင်းတို့တတိုင်းထိုးမယ်တိုင်းတို့တတိုင်းရိုးရိုးတိုင်းတို့ပဲနော်နောက်ဆုံးပေါက်မှာကြတော့ရှက်ကော်လောက်လိုက်မယ်နော်ရှက်ကော်ဆိုတာကဒီဆွဲထုတ်လာတဲ့ခြီကိုအနောက်ကခွင်းနဲ့ပို့ထဲတာနော်ဒါဆိုရင်တော့အစစ်တတန်းပြီးပြီပေါ့နော်နောက်တတန်းတက်မယ်ဆိုရင်ချိန်တက်ခါ ပြီးရင်အခုပြထားတဲ့အတိုင်းလှည့်ပေးပါနော်ဒီလိုလေးလှည့်မယ်လှည့်ပြီးသွားရင်စစောကရှက်ကော်လောက်ထားတဲ့ဘက်မှာ BL လို့ပုံစံနော်ဒီညာဘက်ချံဖုံမီကြိုးစားလေးမှာရှက်ကော်လောက်လိုက်မယ်အဲ့ဒီရှက်ကော်ရဲ့ထိတ်မှာမှတ်ချက်လေးမှတ်ထားပေးပါနော် BL လိုပုံစံအားကြတော့ချစ်ဆက်မီပုံစံဖုံမီနှစ်ချမ်းမှာဆိုရင်ညာဘက်ချမ်းပေါ့နော်ဒါဆိုရင်ဒီမှာဆိုရင်အလဲတက်တဲထိုးချလိုက်မယ်ဆိုရင်ဒီညာဘက်ချမ်းကြိုးစားဖို့ပဲတိုင်တို့တတိုင်းနောက်တစ်ပေါင်းမှာအနောက်ချမ်းဖို့ပဲနော်နောက်ထပ်တတိုင်းရှက်ကော့တစ်ခါတိုင်တို့နှစ်တိုင်းပြီးရင်အဲ့ဒီတိုင်တို့ရဲ့ကြိုးစားတဲ့ကိုအပ်ထည့်မယ် ခြီတခါဆွဲလိုက်မယ်အပေါ်မှာနှစ်ပေါက်နှစ်ပေါက်ဖြစ်ပြီနော်ဖြစ်ပြီဆိုရင်နောက်တစ်ပေါက်မှာခြီသွားဆွဲယူလာမယ်ဒီကွင်းသုံးခုစလုံးကို တခါတည်းကြော်မယ်တတိုင်ပေါ့နော်သူ့ကိုရှင်းဒီတိုင်းပဲဆက်တတိုင်ပြည့်အောင်ထိုးရမှာပေါ့နော်ဒီမှာချိန်တခါဆွဲတယ်နောက်တစ်ပေါက်မှာခြီယူလာမယ်ဒီ၃ပေါက်စလုံးကို တခါတည်းခြီထုတ်မယ် နှစ်တန်ရပြီเนาะဒီတန်ရဲ့ဒီဘက်ချန်မှာစူးစားတဲ့ကိုအပ်ထည့်ပြီးတော့ချိန်တစ်ခါဆွဲတယ်နောက်တစ်ပေါက်မှာခြီသွားဆွဲယူလာမယ်သုံးပေါက်စလုံးကိုတစ်ခါတည်းခြီထုတ်မယ်ဒါဆိုရင်သုံးတိုင်ပေါ့เนาะ၁၁တိုင်ပြည့်အောင် ဆက်ပြီးတော့ထိုးသွားမယ်เนาะ၁၁တိုင်ပြည့်ပြီဆိုရင် နောက်ဆုံးဒီမှာနှစ်ပေါက်ပို့နေမယ်เนาะ ိုနေတဲ့နှစ်ပေါက်မှာတိုင်တို့ကတတိုင်ထိုးမယ်အနောက်ချမ်းကိုပဲထိုးမယ်နော်တိုင်တို့တတိုင်ဒီမှာမှတ်ချိန်မှတ်ထားတဲ့ကြိုးစားနှစ်ခုမှာဆိုရင်ဒီဘယ်ဘက်ချမ်းကြိုးစားမှာ ရှက်ကော်လောက်လိုက်မယ်ဒါဆိုရင်ဒုတိယတန်း BB ပေါ့နော်တတိယစစ်တက်မယ်ဆိုရင်စစောကတိုင်ပဲချိန်တစ်ခါထိုးလိုက်မယ်ဒီလိုလေးလှည့်လိုက်မယ်လှည့်ပြီးသွားရင် ရှက်ကော်လောက်ထားတဲ့ဖုံမီစူးစားရဲ့အနောက်စူးစားပေါ့နော် BL ပုံစံမှာရှက်ကော်နဲ့ပြန်ဆမယ်ဒီရှက်ကော်လောက်ထားတာရဲ့ထိတ်တဲ့မှာမှန်ချိန်လေးမှတ်ထားလိုက်မယ်နော်ပျောက်တက်လို့ပေါ့နော်ဒါလေးကိုတေချာလေးမှတ်ထားပေးပါနော်ရှက်ကော်တစ်ခါလောက်ပြီးသွားပြီဆိုရင် တိုင်တိုနှစ်တိုင်လာမယ်နော်ရိုးရိုးတိုင်တိုထိုးနီးတိုင်ပဲတစ်တိုင်နောက်တစ်ပေါက်မှာနှစ်တိုင်ပြီးရင်တော့ဒီမှာ စ조사တွေကိုအပ်ထည့်လိုက်မယ်ချိန်ဆွဲလိုက်မယ်တခါနောက်တစ်ပေါက်မှာခြီသွားဆွဲယူလာမယ်ချိန်ဆွဲမယ်တဒိုင်เนาะဒီကနေ့ပြန်စာရည်မယ်เนาะဒါဆိုရင်နှစ်တိုင်เนาะဒီလိုပုံစံတိုင်းဆက်တဒိုင်ထိုးမယ်နောက်ဆုံးမှာတိုင်တို့တဒိုင်ရှက်ကောပြီးရင်ချိန်တစ်ခါတက်ပြီးပြန်လှည့်မယ်ဒီလိုနီးတိုင်းပေါ့เนาะ 20တန်းတန်းထိုးရမယ်အခုကအစ်စ်သုံးပေါ့နော်22တန်းပြည့်အောင်ဆက်ထိုးလာမယ်နော်ဘယ်နှတန်းထိုးခဲ့လဲဆိုတာမှမတ်မိရင်ဒီနေရာလေးမှာတေချာကြည့်ပေးပါနော်ဒီမှာဆိုရင်ဒီလိုအခုံလေးတစ်ချမ်းရှိမယ်နော်ပြီးရင်တစ်ခုံ2 3 4 5 6 7 8 9 10အခုံက7ခုံရဲ့ပြီးတော့ဒီဘက်ချမ်းမှာနောက်ထပ်တစ်ချမ်းเนาะဒီအချမ်းနှစ်ခုကိုဒီလို အခုံးဘက်ကနေဆက်မှာမှန်မယ်နော်ဒီနှစ်ခုကိုဒီလိုအနေထားလေးအခုံးဘက်ကဆက်မှာမှန်မယ်နော်ဒါလေးသတိထားပေးပါနော်ပြီးရင်ဒီမှာ ဖော်မီစူးစားတဲ့ကို အထည့်ပြီးတော့ဒီလိုလေးဆက်လိုက်မယ်ဒီနှစ်ခုဆက်လိုက်လို့အခုံးတစ်ခုဖြစ်သွားရင်ဆက်နှစ်ခုံးဖြစ်မှာပေါ့နော်ဒီဘက်ချမ်းမှာကြတော့ဖော်မီစူးစားနှစ်ခုရှိတယ်အတွင်းဘက်အစကိုဝဲယူပြီးတော့ချုပ်မယ်เนาะ ဒုတိယပေါက်ကိုသွားလိုက်မယ်ဒီလိုတချမ်းပဲချုပ်မယ်เนาะဟိုဘက်မှာကဖုံမီကြိုးစားတစ်ခုပဲရှိတယ်ဒီညာဘက်ချမ်းမှာကြတော့ဖုံမီကြိုးစားကနှစ်ခုရှိတယ်အတွင်းဘက်အစကိုပဲချုပ်မယ်เนาะတချမ်းကိုခြံထားပြီးပါเนาะအခုချုပ်လိုက်တဲ့ဘက်ကခုံနေတဲ့ဘက်ဖြစ်မှာပဲလှမှာပါเนาะအကယ်၍ပြောင်းပြန်ထားမိသွားတဲ့ဆိုလို့ရှိရင်အဲ့ဒီနေရာလေးကမလှပဲနေမယ်เนาะ ဒါလေးကိုတော့တစ်ချက်သတိထားပေးပါနော် အပေါ်ကပန်းပွက်လေးအတွက်ကအဝိုင်အောင်ခြည်စားကို magic ring လေးလောက်လိုက်မယ်နော်ချိန်တစ်ခါထိုးမယ်ပြီးတော့ဒီ magic ring ထဲမှာတိုင်တို၁၀တိုင်ထိုးမယ်နော်1 2 3 4 5 6 7 8 9 10ချ6 7 8 9 10 ကို30เนาะ10တိုင်ထိုးပြီးသွားပြီဆိုရင်ခြေစလေးကိုတင်းတင်းလေးဆွဲမယ်ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာရှက်ကော်နဲ့ချိန်မယ်ခြေဖြတ်မယ်เนาะခြေဖြတ်ပြီးသွားရင်ဒီခြေစကိုစောစောကရှက်ကော်ချိန်ထားတဲ့အပေါက်မှာအောက်ကနေအက်ကိုထိုးလိုက်เนาะထိုးပြီးတော့ဒီဖြတ်လိုက်တဲ့ခြေစကိုဆွဲချလိုက်မယ်အောက်ကကြိုးစားလေးနဲ့ပူပြီးတော့ခြေလိုက်ရင်ရပြီเนาะ ပြီးရင်တော့အနီရောင်ခြီစောက်ကိုဒီမှာကြိုက်တဲ့အပေါက်ကနေပြီးတော့ဆွဲယူလိုက်မယ်နော်ခြီဆွဲယူလိုက်မယ်ချိန်၃ခါထိုးမယ်တင်းတော့ပြီးရင်အမှ၂ခါရစ်မယ်၂ရစ်တင်တိုင်းရှည်ထိုးမယ်နော်အဲ့ဒီရှက်ကဒီခြီဝင်ချိန်ထားတဲ့အပေါက်ပေါ့နော်ဒီအပေါက်မှာခြီဆွဲယူလာမယ်နှစ်ပေါက်ကျော်တစ်ခါနှစ်ပေါက်ကျော်နှစ်ခါနှစ်ပေါက်ကျော်၃ခါ အမှနှစ်ခါရိပ်မယ်နောက်တစ်ပေါက်ကိုသွားမယ်နောက်တစ်ပေါက်မှလည်းနှစ်ရိပ်တင်တိုင်းရှိတထတခါနှစ်ခါသုံးခါပြင်ချိန်သုံးခါပြန်လာမယ်ဒီနောက်ဆုံးနှစ်ရိပ်တင်တိုင်းရှိထိုးရတာရဲ့အပေါက်ထဲမှာပဲရှက်ကော်နဲ့ချိန်မယ်နောက်တစ်ပေါက်ကိုရှက်ကော်နဲ့ကူးလိုက်မယ်နော်နောက်တစ်ပေါက်ကိုကူးတယ်နော်ချိန်သုံးခါလာမယ်ဒီနေသုံး ပြီးအမှန်နှစ်ခါရေးပြီးတော့အဲ့ဒီအပေါင်းမှာပဲနေရတင်တန်းရှည်တတိုင်းထိုးမယ်နှစ်ခါ၃ခါအမှန်နှစ်ခါရေးမယ်နောက်တစ်ပေါင်းမှာနေရတင်တန်းရှည်ထိုးမယ်ဒီနေတော့ပြင်ချိန်၃ခါပြန်လာမယ်ဒီနေတော့အဲ့ဒီတန်းရှည်ရဲ့ပေါက်ထဲမှာပဲရှက်ကော်နဲ့ပြန်ချိန်မယ်ပြင်နောက်တစ်ပေါက်ကိုရှက်ကော်နဲ့ကူးလိုက်မယ်နောက်တစ်ပေါက်ကိုကူးမယ်နော် နောက်တစ်ပေါက်ကူးမယ်ပြီးရင်ချိန်၃ခါပြန်လာမယ်၁2 3အဲ့မှာ2ခါရစ်မယ်အဲ့ဒီအပေါက်မှာပဲနေရစ်တင်တိုင်းရှည်ထိုးမယ်တတိုင်းပဲเนาะအဲ့မှာ2ခါပြန်ရစ်မယ်နောက်တစ်ပေါက်မှာနေရစ်တင်တိုင်းရှည်နောက်ထပ်တတိုင်းပြီးရင်ချိန်၃ခါလာမယ်အဲ့ဒီတိုင်းရှည်ရဲ့အောက်တက်မှာပဲရှက်ကုန်နဲ့ချိန် ီးရင်နောက်တစ်ပောက်ကိုရှက်ကော်နဲ့ကူးမှာပေါ့နော်ဒီလိုပွက်ချက်မျိုး၅ခုရအောင်ဆက်ထိုးပေးပါနော်ဒီမှာဆိုရင်၅ခုပြည့်ပြီဆိုရင်ဒီနောက်တစ်ပောက်မှာရှက်ကော်နဲ့သွားချိတ်မယ်ပြီးရင်တော့ခြီးဖြတ်လို့ရပြီနော်ဒီခြီးစားနှစ်ခုကိုအနောက်မှာအနာသိမ့်ပေးရမယ်နော် ဒီနေရာမှာဆူးလေးတွေလောက်ဖို့ကြံခဲ့လို့ပေါ့နော်မစ်ကော့တွန်အဖြူရောင်2ပလိုင်းလောက်ပဲယူပေးပါနော်အမှန်ဆိုရင်တော့ဒီဟာလေးတွေမကက်ခင်လောက်တာပို့ပြီးတော့ကောင်းတာပေါ့နော်ဒီမှာတော့မေးခဲ့လို့ပေါ့နော်ဒီနေရာမှာဆိုရင်တန်းကို3ခုနှုံနဲ့လောက်မှာပေါ့နော်အဆင်ပြေတဲ့နေရာအနေနဲ့အတ်ထိုးလိုက်တော့မယ်နော်ပြီးရင်ဒီအခုံးနေတဲ့နေရာလေးပေါ့ကိုဒီလိုလေးအတ်ထုံမယ်နော်ကြက်ချေခဲပုံစံမျိုး သွားမှာပေါ့နော်အဲဆိုရင်ဒီနေရာမှာဖော့မီကြိုးစားနှစ်ခုရှိတယ်ဒီလိုလေးအပ်ထည့်လိုက်မယ်နော်ဆောင်းဆောင်းလေးပေါ့နော်ဒီလိုအဆောင်းတစ်ခုပြီးရင်သူ့ကိုတစ်ခါပြန်ပြီးတော့ဒီလိုချက်ချိကဲပုံစံအဆောင်းပေါ့နော်အလယ်နားလောက်လေးမှာအပ်သွားပြန်ထုတ်မယ်တခုရပြီเนาะအလဲမှာလည်းအဲ့လိုပုံစံချက်ချိကက်လေးပေါ့เนาะ အလဲကတပေါက်လောက်ကြော်လိုက်ပေါ့နော်တပေါက်ကြော်ပြီးတော့ဆောင်းဆောင်းလေးတစ်ခုလုပ်မယ်ပြီးရင်ဒီအပေါ်ဘက်ကိုချက်ချင်းကပုံစံဆောင်းလိုက်မယ်အောက်နာလေးကိုအက်သွားပြီးတော့ပြန်ထုတ်မယ်ဒီလိုအခုံးလေးတစ်ခုမှာချက်ချင်းက၃ခုစီလုပ်ပြီးပေါ့နော်ဒါဆိုနှစ်ခုရပြီဒီနေရာမှာနောက်ထပ်အောက်နာလေးမှာတစ်ခုပေါ့เนาะမကက်ခင်လုံးမယ်ဆိုရင်တော့ဒါလေးကတိတ်မကက်ဘူးပေါ့เนาะ ကက်ပြီးသွားမှပြန်လောက်တာဖြစ်တဲ့အတွက်နည်းနည်းတော့ဒီနေရာမှာကင်ရတာခတ်သွားတာပေါ့နော်နောက်တစ်ခုကိုကူးမဲ့ဆိုရင်ဒီလိုလေးကူးလိုက်ပေါ့နော်အဲဆိုရင်ချက်ချစ်ကဲတချောင်းမှာ၃ခုရာယူပေါ့နော်ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ထားလိုက်တော့မယ်เนาะအားလုံးလောက်ပြီးသွားတဲ့ခါကျရင်တော့ဒီလိုပုံစံလေးရမှာပေါ့เนาะအားလုံးပဲလိုက်ထူရတာအဆင်ပြေကြပါစေเนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ